ကတဲ့ငရှင်များအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြန်လဲ share လုပ်ပေးသွားမှာကတော့เนาะအခုဆိုလိုနိုင်ငံမှာဘာတွေဖြစ်နေလဲဆိုတာလေးကိုဗိုလ်သူရအနေနဲ့ပေါ့เนาะဟာမလန်နဆက်ရှင်တွေကကမ္ဘောဒီးယားနိုင်ငံနဲ့လက်မြညင်းမောမှုတွေဖြစ်ပွားခဲ့ပါတယ်အစမှာတော့နိုင်ငံခြားအညင်းမောမှုတွေရှိခဲ့ပေမဲ့လက်ရှိမှာတော့ထိုင်းနိုင်ငံအတွင်းမှာအချင်းချင်းအညင်းမောမှုတွေအထိဖြစ်ပွားလာပါတယ်ဒီမှာเนาะဆန္ဒပြမှုတွေဒီနေ့ဆိုရင်လည်း share ရနေเนาะဒါလူဆော်ဝါလေးမှာနေပြီးတော့ဆန္ဒပြရတဲ့ပြည်သူလေးတွေပါမောဝါလေးယွာတယ် ဆန္ဒပြအတိုင်းအများကြီးပါပဲခင်ဗျာဒီနေ့เนาะဘုသူရအနေနဲ့ပြန်လဲတံပေးတာဝါထိုင်းနိုင်ငံမှာတော်တော်လေးကိုယ်ကဖြစ်နေပါတယ်ဒီလိုဖြစ်လာရတဲ့အဓိကအကြောင်းရတော့ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ပီရိုနက်ရှင်နယ်ဝက်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဖွန်ဆန်တို့နှစ်ဦးဖုန်းလက်ခံပြောဆိုထားတဲ့အတန်ဖိုင်ပေါက်ကြားရကနေဆက်တင်ခဲ့တာဖြစ်ပါတယ်။ဟုတ်တယ်နော်အဲဒီအတန်ဖိုင်လေးပေါက်ကြားလာတာကဟိုကထိုင်းနိုင်ငံမှာသူ့ကိုနှုတ်ဖက်ပေးဖို့ ဆန္ဒပြနေတဲ့လူတွေအများကြီးပဲဘောနော်ဒါကတော့လူဆိုပါလိမ့်မှာခုနကဒီနေ့ပဲနော်စိတ်ဝင်စားစရာကဒီလိုပေါ့ချောက်မှုတွေဖြစ်ပြီးတဲ့နောက်မှာထိုင်းနိုင်ငံရဲ့ပြည်တွင်းရေးဟာလှုပ်လှုပ်ကက်ကက်ဖြစ်လာခဲ့ပါတယ်ဒီအတံဖွဲ့ပေါ့ချောက်နော်ဒါဆိုလို့ရှိရင်ခုလူဆိုပါလိမ့်မှာတကယ်ဆန္ဒပြနေတဲ့လူတွေအများကြီးပါအဲ့ဒါမဟုတ်ပါဘူး မ်းမှုဟာကမ္ဘောဒီးယားနိုင်ငံဘက်ကနေပြီးစတင်ပေါက်ကြားလာတယ်လို့သိရပါတယ်။ပီတိုနက်ရှင်နယ်ဝက်နဲ့ဝန်ဆောင်နှုတ်အူဖုံးဆက်ရပြောဆိုထားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံရဲ့စစ်တပ်နဲ့အစိုးရအကြမ်းမှာတဘောတာကွဲလဲစေခဲ့တယ်လို့တတင်းတွေမှာဖော်ပြထားပါတယ်။ပီတိုနက်ရှင်နယ်ဝက်ဟာဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့ဖုံးဆက်ရပြောဆိုတဲ့အချိန်မှာကျမတို့ပြောတာကိုပဲအတည်ယူပေးပါအဲ့ဒါဒါပုံပြောတဲ့ဟာပေါက်ကြားလာတဲ့အထက်မှာပေါ့နော် ဆန့်ကျင်ဘက်အဖွဲ့အစည်းရဲ့စကားတွေကိုနားမထောင်ဝမ်းနဲ့ဆိုပြီးပြောထားခဲ့ပါတယ်။ရိုက်တာသတင်းဌာနရဲ့ဇွန်လ20ရက်နေ့မှာဖော်ပြချက်အရပီတိုနက်ရှင်နယ်ဝက်ဟာထိုင်းနိုင်ငံထိုင်းနိုင်ငံရဲ့စစ်တပ်အရာရှိအချို့ကမတင်တတ်မှုများဖြင့်အနာတိတ်မှုစဉ်းစားနေကြောင်းပြောဆိုခဲ့တယ်လို့ဖော်ပြထားပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆာဘက်ကလည်းပီတိုနက်ရှင်နယ်ဝက်ရဲ့ပြောဆိုမှုကိုလက်ခံကြောင်းထိုင်းအစိုးရအတွက်လုံခြုံရေးအကူအညီပေးနေကြောင်းပြန်လည်ပြောကြားခဲ့ပါတယ်။ဒီအတန်းဖွဲ့ပေါက်ကြားပြီးတဲ့နောက်မှာတော့ပြည်ပြပြောင်းလဲရေးကြောင်းသားအဖွဲ့နဲ့ပြည်သူ့ကွန်ရက်အဖွဲ့တွေဟာဘန်ကောက်အစိုးရအိမ်တော်ရှိမှာလာရောက်ဆန္ဒပြခဲ့ကြတယ်။ ဆန္ဒပြတယ်เนาะဘုံချတိုင်းလို့ခေါ်တဲ့ပါတီကလည်းညွန့်မောင်းဆိုရနေလုတ်ထွက်ခဲ့ပါတယ်ဆန္ဒပြသူတွေဟာပေတိုနိုင်ရဲ့လုံရက်နဲ့ပတ်သက်ပြီးနိုင်ငံအကျိုးကိုဖျက်ဆီးသည့်အပြုအမူလို့ရှုမြင်ပြီးဝန်ကြီးချုပ်အဖြစ်မှအချက်ချင်းအသားယူရန်တမတော်နဲ့နိုင်ငံရေးကောင်းဆောင်တွေကြားဆက်နွယ်မှုကိုဖြိုချပေးရန်နိုင်ငံရေးစနစ်တစ်ခုတည်ဆောက်ရေးဘုံချတိုင်းပါတီဟာအစိုးရနှုတ်ထွက်ခဲ့ပြီးဖြစ်တဲ့အတွက်တမတော်နဲ့တက်ဆိုင်ကြောင်းယူဆရတဲ့အခြားပါတီတွေကိုဖယ်ထုတ်ရေး ဝန်ကြီးချုပ်အနားယူဖို့တာမကပဲလက်ရှိလွတ်တော်ကိုဖျက်သိမ်းပြီးရွေးကောက်ပွဲအတည်ပြုလို့ရေးစားတဲ့အချက်တွေတောင်းဆိုခဲ့ကြတယ်လို့တတင်းတွေအရသိရှိရပါတယ်ဆန္ဒပြနော်ထိုင်းနိုင်ငံအတွင်းဒီလိုနိုင်ငံအင်းင်းပွားမှုတွေဖြစ်ပြီးတဲ့နောက်မှာတော့ကမ္ဘောဒီးယားနိုင်ငံဟာထိုင်းနိုင်ငံအတွက်အလုပ်လုပ်ကိုင်နေတဲ့သူတို့ရဲ့နိုင်ငံသားတွေကိုပြန်လည်ခေါ်ယူခဲ့ပါတယ်။ဒီခေါ်ယူမှုနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံဘက်ကလည်းကမ္ဘောဒီးယားအလုပ်သမားတွေမရှိပေမဲ့မြန်မာအလုပ်သမားများစွာရှိနေတဲ့အကြောင်းအလုပ်ကိုင်ပေါ်ထိခိုက်မှုများစွာမဖြစ်နိုင်ကြောင်းပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ျွန်တော်မြန်မာရှုပြောင်းလို့တမားတဲ့အနေနဲ့လည်းထိုင်းနိုင်ငံရဲ့နိုင်ငံပြောင်းလဲမှုနဲ့ပတ်သက်ပြီးတတိယနေထိုင်ဖို့လိုအပ်မှာပဲဖြစ်ပါတယ်။ဟုတ်နော်။ထိုင်းဝန်ကြီးချုပ်ဟုတ်နော်ထိုင်းဝန်ကြီးချုပ်ပြည်ထောင်စုနာဝတ်တရာကိုနှုတ်ထွက်ပေးဖို့အာဏာရပါတီတွေကရောတိုက်ခံပါတီတွေကပါတောင်းဆိုနေကြပြီးတော့ဝန်ကြီးချုပ်ကသူ့တတန်းအတွင်းပထမဦးဆုံးအခြေအခက်ခဲဆုံးနိုင်ငံရေးအခြေအတင်းနဲ့ရင်ဆိုင်နေရပါတယ်။ဟုတ်နော်။ဒါဆိုလို့ရှိရင်တကယ်ဟိုဒီဆန္ဒပြတာလို့ဆိုပါလိမ့်မှာပေါ့နော်။ မပြောနေရဟာမဟုတ်ဘူးเนาะအများကြီးပဲဒါဆိုရှင်လောလောဆယ်ကြောက်တိုင်လုံးလည်းခေါ်ကြတာเนาะထိုင်နိုင်ငံမှာအများကြီးကျွန်တော်သွားနေကြနေရလေးပေါ့လို့ဆိုပါလေเนาะဇလန်ကတော့ပြီးခဲ့တဲ့ရက်ကကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့ဖုန်းပြောဆိုခဲ့တဲ့အတန်ဖိုင်အပိုင်းစာတချို့ online ပေါ်ပေါက်ကြားသွားတာကလည်း စာရပါတယ်ဟုတ်တယ်နော်အသက်38နှစ်အရွယ်ထိုင်းနိုင်ငံ38နှစ်ဆိုတော့ကျွန်တော်လူပြေလာဝရှိတော့နော်ဒေါ်တန်တပိုင်းမှာအသက်အငယ်ဆုံးဦးကြီးချုပ်ဖြစ်တဲ့ပေထုံတန်ဟာဦးကြီးချုပ်တောင်ဝင်ထမ်းဆောင်နေတာခုမှ9လကျော်10လအတွင်းမှာရှိပါသေးတယ်ပြီးခဲ့တဲ့နှစ်2024ဩဂုတ်လတုန်းကမှာဦးကြီးချုပ်ဖြစ်လာခဲ့တယ်သူပါအင်းဦးကြီးချုပ်ဟောင်းဟွန်ဆန်ရဲ့ပေထုံတန်တို့ပြောထားတဲ့9မိနစ်ကျော်ရှိတဲ့အတန်ဖိုင်တစ်ခုဟွန်း9မိနစ်ကျော်တယ်နော်အတန်ဖိုင်ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကလေးကပြန့်နှံ့ခဲ့တာပါထိုင်းဦးကြီးချုပ်ကဒီအတန်ဖိုင်ဟာသူပြောတာဖြစ်ကြောင်းကိုဝန်ခံခဲ့ပါတယ်ဟုတ်နော် ဒီလိုမျိုးဝင်ခံခဲ့ပြီးမဲ့တိုင်းစစ်တပ်ထောက်ခံသူတွေတိုက်ခံပါတီဝင်တွေနဲ့သူ့ပါတီဝင်တွေကိုယ်တိုင်ကပီထွန်နယ်ရဲ့ပြောဆိုချက်တွေဟာတိုင်းပြည်ရဲ့ဂုဏ်သိက္ခာကိုညှိနှွမ်းစေတယ်လို့ဆွဆွဲကြပြီးတော့ယာဒူးကလည်းနှုတ်ထွက်ပေးဖို့တောင်းဆိုနေကြပါတယ်။ဒီချုပ်ဘက်ကတော့တိုင်းစစ်တပ်နဲ့ဆက်ဆံရေးကောင်းနေတဲ့အကြောင်းပြသနေတယ်လို့အစိုးရအဖွဲ့ကလည်းအပြောင်းအလဲလုပ်ခဲ့တာမြင်ရပါတယ်။ဒါပေမဲ့အတက်ငယ်ဆုံးထိုင်းဝန်ကြီးချုပ်ရဲ့နိုင်ငံရေးအနာဂတ်ကတော့ခက်ရရဲ့ဖြစ်နေပြီလို့ဆိုရမှာပါ။ မနော်ဖိုက်ရိုက်ဖြစ်နေပါပြီဒီမှာကြစ်ပါအောင်နေတာမို့ဆန္ဒပြနေကြတာနော်ဂျားထဲမှာထိပေးထားတာပါဘီလိုလိုစားလေးတွေပေါ့နော်အခုဆိုလို့ရှိရင်ဒါ28ရက်နော်6လပိုင်း28ရက်နေ့ပြတာပါ2015 28 6လပိုင်း2015ဒီနေ့ပါဒီနေ့မှာဆန္ဒပြတဲ့သူတွေပါအများကြီးပါဒါလူစော်ဝါလေးပါပါထိုင်းနိုင်ငံလူစော်ဝါလေးပါဘွာလေးရွာပါတယ်ဒီနေ့ကမိုးလေးတော်တော်ကောင်းပါတယ် ခုကျွန်တော်ပြောပြပေးခြင်းတဲ့တည်လေးဗီဒီယိုခရက်တယ်လေဟုတ်ပြီနော်ဒီကိုပြောထားတာလေးကိုကျွန်တော်နားထောင်ကြည့်မယ်နော်ဒါတော့ထိုင်းနဲ့ကမ်ဘောဒီးယားနဲ့နမိတ်ထိုင်းနဲ့ကမ်ဘောဒီးယားနဲ့နမိတ်ဒီမှာဦးရေကြောင့်ကမ်ဘောဒီးယားဘက်ကနေပြီးတော့28ရက်9လ2025မှာစစ်သားတယောက်တည်ဆုံးခဲ့တယ်လို့သိရတယ်အင်းအဲ့လိုမျိုးစစ်သားတယောက်တည်ဆုံးခဲ့တဲ့အခြေအနေနဲ့အခုဆိုလို့ရှိရင် ထိုင်းနဲ့ကမ်ဘောဒီးယားခြေနေတွေပို့ပြီးတော့တင်းမာနေပါတယ်အဲ့လိုမျိုးတင်းမာမှုတွေကြောင့်နိုင်ငံကပြည်သူတွေကအယံကိုမှစိုးရိမ်မှုတွေမြင့်တက်နေပါတယ် ဲ့ဒီထဲမှာလည်းကျွန်တော်တို့ထိုင်းနိုင်ငံရောက်နေတဲ့မြန်မာတွေလည်းအပါဝင်ပေါ့ဟုတ်ပါဘောကျွန်တော်တို့ထိုင်းနိုင်ငံရောက်နေမြန်မာတွေလည်းအပါဝင်တာပေါ့ပါစပို့တုံးမဲ့ကိစ္စတွေစာအုပ်တုံးမဲ့ကိစ္စတွေလောက်ကိုင်းတယ်အများကြီးခက်ခဲဖြစ်တာပေါ့နော်ထိုင်းနိုင်ငံရောက်နေတဲ့မြန်မာတွေကဆိုလို့ရှိရင်မြန်မာနိုင်ငံမှာလည်းတည်ကျွင်းစစ်ဖြစ်နေတယ်အခုထိုင်းကိုရောက်နေပြန်တော့လေဒီထိုင်းနဲ့ကမ္ဘောဒီးယားချင်းနေတင်းမာဘူးတွေကြောင့်စာစိုးရင်နေရတယ်ပေါ့နော်ဘာကြောင့်စိုးရင်ရတာလဲဆိုလို့ရှိရင်ဒီတစ်ဖက်ချင်းနေတင်းမာဘူးတွေကြောင့်စစ်ဖြစ်လာမလားဆိုတဲ့အနေအထားကိုအရန်ကိုမှစိုးရင်နေကြတယ် အဲ့စစ်ဖြစ်လာရင်တမျိုးနောက်ပြီးလို့ရှိရင်ကျွန်တော်ဒီ passport တွေတည်ပေးတဲ့ဝန်ကြီးကလည်းနှုတ်ထွက်သွားပြီလေပါလေပြောနေကြတာဘောတော့မြန်မာတွေကတော့ခက်ခဲတယ်ကတော့အများကြီးပါပဲအခုဆိုလို့ရှိရင်ဒါထိုင်းနဲ့ကမ္ဘောဒီးယားရဲ့အကြောင်းမှာမလေးရှားဝန်ကြီးချုပ်ကဝင်ရောက်ဖြေရှင်းပေးနေတာပါအင်းအဲ့တော့နှစ်နိုင်ငံတန်တမန်ကြီးကသွားဖို့အတွက်ထိုင်းကတောင်းဆိုပေမဲ့အဲ့ဒီတောင်းဆိုချက်ကိုကမ္ဘောဒီးယားနိုင်ငံဘက်ကလုံးဝပယ်ချလိုက်ပါတယ်အင်းအခုဆိုလို့ရှိရင်ထိုင်းနိုင်ငံ နဲ့ကမ္ဘောဒီးယားနယ်နိမိတ်ကိုထိုင်းဘက်ကနေစပြီးတော့လုံးဝပိတ်ချလိုက်ပါတယ်။နယ်စပ်ဂိတ်တွေကိုပိတ်ချလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကမ္ဘောဒီးယားဘက်ကလည်း twin ကုန်တွေမရတယ်လို့ထိုင်းဘက်ကလည်း twin ကုန်တွေတွားလို့မရဘူးပေါ့နော်။အဲ့တော့ကမ္ဘောဒီးယားနိုင်ငံဘက်ကလည်းထိုင်းနိုင်ငံက twin ကုန်တွေထိုင်းပြည်ထိုင်းထုတ်တဲ့ပစ္စည်းတွေကိုလုံးဝဝယ်မသုံးဖို့အတွက်ညွှန်ကြားထားတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီချင်းတွေတင်းမာမှုတွေကအရန်ကုန်မှာစိုးရိမ်နေပါတယ်။ ဒီနှစ်နိုင်ငံရဲ့နယ်နိမိတ်တွေမှာဆိုလို့ရှိရင်ကမ္ဘောဒီးယားဘက်ကလည်းစစ်သားတပေါင်းဝင်ကျင်နဲ့ပြီးလို့ရှိရင်တင်ကားတွေလက်နက်အင်အားပြည်စုံနဲ့လုံခြုံရေးတွေခြားထားပါတယ်ခိုင်ဘက်ကလည်းခြားထားတယ်ပေါ့ဟုတ်ကဲ့ဒီဘက်လည်းနဲ့လည်းအများကြီးခြားထားကြတာပေါ့နော်လုံခြုံရေးပေါ့နော်ဒါကြောင့်မလို့ဒီနှစ်နိုင်ငံတင်းမာမှုတွေဟာဘလို့အခြေအနေရောက်လာမလဲဆိုတာစောင့်ကြည့်ရမယ့်အနေအထားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာနေတဲ့ကျွန်တော်တို့မြန်မာပြည်သူတွေလည်းဒါထူပယူဆိုင်ရမှာပေါ့နော်ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ကိုဗစ်90ကလည်းပေါ့နော်ကျွန်တော်တို့ဒီရောဂါ ထပ်ပြီးတော့ပေါ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုမှစိုးရင်ရတယ်။ဒီနှစ်ဖက်ဒီမမှုတွေကလည်းအရန်ကိုစိုးရင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တကယ်ကိုမှအနေခက်ပါ။တကယ်လို့မြန်မာနိုင်ငံဘက်ကိုပြန်မယ်ဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံမှာမြန်မာနိုင်ငံပြန်လို့လည်းမရအောင်မြန်မာနိုင်ငံပြန်လို့ရှိရင်လည်းစမုံထိုင်နေရမှာနော်ဒီမကောင်းတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်မရသေးဘူးပေါ့နော်ဒါကြောင့်မလို့ဒီနှစ်နိုင်ငံတင်းမာမှုတွေကြောင့်ကျွန်တော်တို့နှစ်ဖက်ပြည်သူတွေမြန်မာနိုင်ငံပြည်သူတွေလည်းအရန်ကိုမှစိုးရင်နေပါတယ်အဲ့တော့အမြန်ဆုံးညီနိုင် ရှင်းရှင်းနိုင်ပါစေလို့လည်းဆုတောင်းပေးပါတယ်။တကယ်လို့ဒီနေ့နိုင်ငံအခြေအနေတင်းမာမှုတွေကညှိနှိုင်းလို့မရတော့ဘူး။နော်ကျွန်တော်တွေပို့ပြီးတော့တင်းမာလာမယ်စစ်ဖြစ်လာမယ်ဆိုလို့ရှိရင်ဈာလေကောင်ကကျွန်တော်တို့ပြည်သူတွေပဲနစ်နာမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့နိုင်ငံတင်းမာမှုတွေဟာအများဆုံးညှိနှိုင်းလို့ရပါစေလို့ပဲကျွန်တော်ကဆုတောင်းပေးပါတယ်ခင်ဗျာ။အခုကျောင်းဟုတ်ပြီကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ပုံစံမှာပြန်တွေ့ကြမယ်เนาะဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ဘယ်ပါ